ဆိုသူစုကြောတဲ့အမှန်ဒီပဲဖြစ်စေမှသူပဲလူတရားကိုအဲ့ဒီလိုတတ်လို့မရတာအဲ့ဒီလိုတတ်လို့ကိုမရဘူးအဲ့တော့ဒီလိုတတ်ဖြတ်မှုတွေကိုဘာကြောင့်ဒီ NLD ပါတီရဲ့ထိပ်ပိုင်းကောင်းဆောင်စီးစီးအဖွဲ့ဝင်တွေကဘာကြောင့်ထွက်မပြောတာလဲမင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် range လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်အဲ့တော့ကျုပ်ပြကောင်းမျိုးမှာရှိတဲ့ရွှေဆိုင်ပိုင်ရှင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးကို စစ်သွေးကြော PDF တွေကတက်ဖြစ်လိုက်တဲ့အချိန်တွေပါဒီအမျိုးသမီးကဒီအမျိုးသမီးကသူ့ရဲ့သားသမီးတွေနဲ့ဒီသွေးသားတော်ဆက်တဲ့သူတွေကိုသွေးသားတော်ဆက်တဲ့သူကိုမလူခင်ပေါ့ဗျာဒီအလူပွဲမထားမြောက်မီတုံရက်အလူမှာတက်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်အဲ့တော့တော်တော်ဆိုးပါတယ်အဲ့တော့အချိန်တွေကိုကျွန်တော်တင်ပြပါမယ်စစ်သွေးကြော PDF တွေကတနည်းအား NLD PDF တွေကသူတို့လည်းသတင်းထုတ်ပြန်တာပါတယ်သူတို့ရဲ့ထုတ်ပြန်ချက်က2015ခုနှစ်မတ်လ12ရက်နေ့ပေါ့ဗျာဘကုရိုင်းဒေသကြီးကျုပ်ပင်ကောင်းမြို့နန်းဝတီရွှေဆိုင် ပြီးရင်ကျွန်တော်ပဲရောင်းဝေးလုပ်ငန်းရှင်ဖြစ်တဲ့ဒီပြူစောဒီအဖွဲ့ဝင်လင်မယားနှစ်ယောက်ပေါ့ဗျာသူတို့ကိုမလာဆမလာဆနေရနေ့နနက်ဆယ်နိုင်40ချင်းကသူတို့တတ်ဖြစ်လိုက်တယ်ပေါ့ဗျာသူ့ယောက်ျားကိုလင်းကိုမတွေ့ရအတွက်သူမိမဖြစ်တဲ့တိတိဆန်ကိုတုတ်တင်လိုက်တယ်ပေါ့ဗျာသူတို့လင်မယားနှစ်ယောက်ကကျွန်တော်တို့အများပြည်သူအနှံ့ထားတဲ့ပဲစပါးတွေကိုအလွဲသုံးစားလုပ်ပြီးတော့ဒါစစ်တပ်နဲ့ပေါင်းတယ်ပေါ့ဗျာစစ်တပ်နဲ့ပေါင်းတယ်ဗိုလ်ကြီးအနိုင်ကျင့်တယ်ပေါ့အဲ့ဒီတော့သူတို့ကတတ်တယ်ပေါ့ဗျာတတ်တယ် PDF နံပါတ်က BDZN နဲ့ GBKPD ရတယ်ဗျာသူရှုံနေပါထားပါဆိုအဲ့ဒီ PD ကကျုပ်ပင်ကော PD ကသူကတတ်လိုက်တယ်အဲ့တော့ဖြစ်စဉ်ကလည်းမှတ်ပါလေကျွန်တော်ဖြစ်စဉ်ကဒီမလာဆန်နီယန်နေမနက်10:40မိနစ်အချိန်ကကျုပ်ပင်ကောမြို့ဈေးထဲမှာရှိတဲ့ရွှေဆိုင်အမိကနန်းဝတီရွှေဆိုင်မှာအဲ့ဒီရွှေဆိုင်မှာအဲဒီရွှေဆိုင်ရဲ့ပိုင်ရှင်အမျိုးသားကတော့တော်တော့မရှိဘူးမရှိတဲ့ကောင်အမျိုးသမီးတော့ရှိတယ်သူရဲ့အမျိုးသမီးကို PD ကဝန်တပ်လိုက်တယ်အဲ့မှာ PD တွေဆွဆွဲနေတယ်လို့အဲသူတို့ဆွဆွဲတာကဒီဒီလင်မယားနှစ်ယောက်က ဒါပဲစပားရောင်းဝယ်လုပ်ငန်းရှင်ဖြစ်တယ်တောင်သူတွေပေးထားတဲ့ပေးလို့သူအလွဲသုံးစားလုပ်တယ်လို့သူဆွတ်ဆွဲပြေးသားထားပါတယ်ဒီအမျိုးသားဒီရွှေဆိုင်ပိုင်ရှင်ပေါ့ဒီရွှေဆိုင်ပိုင်ရှင်လင်မယားနယောက်ကပဲတိုင်လည်းမဟုတ်ဘူးစပားတိုင်လည်းမဟုတ်ဘူးအဲ့ဒီမျိုးမှာသူတို့လောက်တာကကျွန်တော်ရွှေဆိုင်အသေးလေးလုပ်တယ်ရွှေပရင်ဆိုင်လုပ်တယ်ဒီလုပ်ပဲလုပ်တယ်ဒီလုပ်ပဲတစ်မျိုးလုံးလိုက်မယ်ကြည့်ပါဒီလုပ်ပဲလုပ်ပါတယ်ပဲပဲစပားတိုင်လည်းမလုပ်ဘူးပဲတိုင်လည်းမလုပ်ဘူးစပားတိုင်လည်းမလုပ်ဘူး ဘာမှမလုပ်အဲ့တော့သူတို့မသေးကြမေးရနဲ့ကျွန်တော်လူတယောက်ကိုတော်တွင်းဥပဒေကတက်ဖြတ်ပလိုက်တယ်ဗောဗျာတက်ဖြတ်ပလိုက်တယ်အဲ့တော့အဲ့ဒီရောက်ဒီ PDF တွေကသူတို့တက်နိုင်ကြအောင်သူတို့ရဲ့ဒီ page တွေမှာသူတို့တင်ထားတယ်တင်ပြီးတော့သူတို့ကဘာကြောင့်တက်ရလဲဆိုတော့သူတို့ရဲ့ဒီဖုန်းနံပါတ်ကိုအဖုန်းနံပါတ်ကိုသူ message ပို့တယ် message ပို့တော့သူ message ပို့ပုံမှာမူတည်ပြီးတော့တက်လိုက်တယ်ဗောဗျာသူအဲ့လိုရေးတယ်အဲ့လိုရေးပြီးတော့နောက်ပိုင်းအဲ့မှရှိတဲ့ဒီမျိုးကန်တွေကသူတို့ဝိုင်းဆဲတယ်ဗောဗျာမျိုးကန်တွေဝိုင်းဆဲပြီးတော့အဲ့ဒီ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 မလာဆန်နေတဲ့ညပိုင်းမှာသူတို့ရဲ့တင်တဲ့ဟာပြန်ဖြုတ်ပလိုက်တယ်ဗောပြန်ဖြုတ်ချပလိုက်တယ်ပြန်ဖြုတ်ချပလိုက်တယ်အဲ့တော့ တော်တော်ဆိုးတယ်ပေါ့ဗျာတော်တော်ဆိုးတယ်အပြစ်မဲ့ပြည်သူကိုတို့ဒလန်ဆိုတဲ့ခေါင်းစဉ်နဲ့ရဲဆက်ဆက်တက်နေတာအဲ့တော့ဒလန်တို့ဒလန်ဆိုပြီးတော့ဆွဆွဲလူတိုင်းတက်လို့ရလားကျွန်တော်မေးချင်တာဒလန်တို့ဆွဆွဲလူတိုင်းတက်လို့ရလားလူတိုင်းတက်လို့ရလားလူတိုင်းတက်လို့ရရင်လူတိုင်းတက်လို့ရရင်လည်းဒီဘက်ကလည်းလူတိုင်းတက်လို့ရတယ်အဲ့တော့ခင်ဗျာတခါလေကြတော့လေကျွန်တော်တို့ဒါဒါမန်းလေးမှာ ဖြစ်ခဲ့တယ်မန်းလေးမှာဖြစ်ခဲ့တယ်အပြန်လာတက်ပြတ်မှုတွေမိုက်တယ်တချို့အရာတွေမိုက်တယ်တချို့ကျွန်တော်တို့တချို့အရာကျွန်တော်တို့ဒါလူသားချင်းကိုချင်းမဆန္ဒလို့ပြောတာမဟုတ်ဘူးနော်တချို့အရာတွေမိုက်တယ် တချို့အရာတွေကအဲ့ဒီလိုပြန်လုံးမှရမယ်နေတာပဲရမယ်နေတာပဲဒီအပြစ်မဲ့ပြည်သူပြားကဲသူ့ရဲ့သူ့ရဲ့သားသမီးတွေကိုလည်းကျွန်တော်တို့ရှင်ပြုမယ်ရှင်ရှင်ပြုမှာကသူ့အသက်ခံတာကကျွန်တော်မလာဆန်းနေနေမှာအသက်ခံရတယ်သူရှင်မပြုမီပြား၃ရက်နေမှာအသက်ခံရတာဘလောက်ဆိုးလဲပြားနော်အဲ့တော့သူ့မိသားစုရဲ့ရှင်ထဲမှာဘလောက်ဆူးတယ်နေနေမလဲအဲ့တော့သူတို့ဆွဆွဲတယ်ပြားခင်ဗျာရှင်ပရမဆွဆွဲချက်ပဲတိုင်းစပားတိုင်းလုပ်တယ်ပြတောင်သူတွေရဲ့ပဲတဲ့ပဲတွေစပားတွေကိုသူတို့ပတ်စံမရှင်းပေးဘူး အလွယ်သုံးစားလုပ်တယ်ဒီအမျိုးသားနဲ့အမျိုးသမီးကဗရင်ဆိုင်ရွှေဆိုင်သေးသေးလေးဖွင့်တယ်ဗျာဗရင်လုပ်တယ်ဘာမှလည်းပဲတိုင်းစပါးတိုင်းတစ်မျိုးလုံးသိတယ်အဲ့လိုပြည်သူလူထုကိုသူတို့ပြေးအောင်မလဲဝင်လဲဆိုဖြုတ်ချပလိုက်တယ်အဲ့ဒီမှာကျွန်တော်သူ့အောက်ကြရေးတဲ့မွေတဲ့ကိုကျွန်တော်ဖတ်ပြမယ်သူ့အောက်ကြကိုလင်းရေးတာမရေးချင်မအောင်နဲ့မဖြေချင်မအောင်နဲ့ဒါပေမဲ့ရှင်ပြူးမဲ့မောင်ရင်လောင်းတယောက်ရဲ့မိခင်တယောက်လုံးလုံးရဲရဲဆက်ဆက်တက်ဖြတ်ခံရတဲ့အပြင်ငါစကားနွားရတပုတ်လွင်လွင်ပြောပြီးတော့မဟုတ်မတန်းဒါဆွဆွဲချက်တွေနဲ့ဆွဆွဲ မဟုတ်မဟုတ်မတန်းရာဆွဆွဲချက်တွေနဲ့ပါတည်သွားသူတယောက်ပေါ်နာမည်ဖျက်ကြတဲ့မီဒီယာအပေါင်းနဲ့ GPK PDF ဆိုတဲ့ဟာတွေကိုပြောပြစေတဲ့ဒီလိုပြောလို့လဲမင်းတို့ငါ့ကိုလာသက်လာသက်မှကြောက်လို့သွေးချောင်ပြီးတောင်းမနေအောင်မဟုတ်ဘူးတဲ့မင်းတို့ဓာပြတိုက်တယ်လို့ပြည်သူတွေအထင်မလွဲအောင်မဝေအောင်မဝေဝါအောင်ငါကိုလင်းကပဲဖြေရှင်းပါမယ်ဟုတ်ပါတယ်မင်းတို့ငါဆိုင်တဲ့ကအဲ့တို့တချောင်းမှယူမသွားခဲ့ပါဘူးအမှန်ပါဒါပေမဲ့မင်းတို့ပြောတဲ့ပြူစောတိလင်မယားတို့လယ်သမားတွေဇီကာစဘာတွေအလဲသုံးသားလုပ်တယ်လို့ဆိုတာမတရားဘူးဆိုတဲ့ အလွဲသုံးစားလုပ်တဲ့အလွဲသုံးစားလုပ်တဲ့တို့မတရားဘူးလုပ်တယ်ဆိုတာတွေတခုမှမဟုတ်သလိုမင်းတို့စိတ်ပြင်းတိုင်းမစင်စားပဲတတ်သွားတဲ့သူကမတ်ခင်တီတီလွင်ပါတဲ့မတ်တီတီဆန်လည်းမဟုတ်ပါဘူးတဲ့ငါတို့တွေဒီအခြေအနေကို ရောက်ဖို့ဒီလိုလှူနိုင်တန်းနိုင်ဖို့ဘယ်သူတူတယောက်ရဲ့အပူစားတခုမှလည်းမပါဘူးမျက်ရည်မျက်ရည်စားမျက်ရည်မျက်ရည်အပူစားပေါ့ဗျာအပူစားတခုမှမပါဘူးဗျာငါတို့နှစ်ဖူးကချွေချီမားကြလောက်အောင်ရှာထားတဲ့ပတ်စံမားတဲ့အဲ့လာနဲ့လှူတယ်ပေါ့ဗျာ ချွေးနဲ့စာနဲ့ငါတို့သားတွေရှင်ပြူဖို့စူးစားစူးစားရင်ရှင်ပြူပွဲအထမြောက်ဖို့၃ရက်လောက်အလိုမှာမင်းတို့ရဲရဲဆက်ဆက်တတ်သွားခဲ့တာငါတို့လည်းအလင်မရမှာတဲ့နောင်ဒီရွှေဆိုင်လုပ်ငန်းကလွဲလို့အချာမင်းတို့ပြောတယ်ပဲစပါဘာညာဆိုတာတည်င်းတတော်မှမရှိပါဘူးနဲ့မင်းတို့လာတတ်မှာကြောက်လို့လေပြေသွေးပြီးပြောနေရလည်းမဟုတ်ဘူးတဲ့ကြိုက်တယ်လို့လုပ်လို့ရတယ်ဒါပေမဲ့မင်းတို့အနေနဲ့တခုခုလောက်တော့မယ်ဆိုရင်တေးချအောင်လိလာသုံးသက်ကြပါကွာတဲ့ငါတို့လင်မြားနဲ့ ပတ်သက်လို့လဲတိကျသေးကြအောင်ထက်လေးလာပြီးတော့မင်းတို့လိပ်ပြမင်းတို့လုံပါစေဗောဗျာဒီလိုမျိုးပြောတယ်ငါတို့လိုဘွားမျိုးအပြစ်မဲ့ပြည်သူတွေဒါထပ်မဖြစ်ရှင်ဘောဗျာတော်ဒီလိုမျိုးရေးပါတယ်အချိန်မွေးတို့လာတက်လို့ရတယ်ဗောဗျာမင်းတို့မှားခဲ့လဲငါမိမကအသက်ငါမိမရဲ့အသက်ပြန်မရတော့ဘူးဒါပေမဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုးတယောက်အတွက်အထွတ်မြတ်ထားရတားရှင်မြူပွဲမှာသင်္ကန်းမပိုက်ရတဲ့အပြင်အခုလို့ တပိတ်လွင်လွင်ပြောဆိုခဲ့ရတာငါမိမအတွက်ငါစိတ်မကောင်းလုံးလို့ပါတဲ့အဲ့တော့အဲ့တော့ဒါသူ့အကြရှင်းတာဗျာသူ့အကြရှင်းတာဘလောက်ခမရင်နာမလဲအဲ့ဒီယောက်ျားတယောက်ရဲ့အနေမှာခမားကအဲ့ဒီအလှတဲကာကြီးဖြစ်မယ်ခမားကအဲ့ဒီမိသားစုရဲ့တာသမီဖြစ်မယ်ဆိုရင်ခမားတို့ဘလောက်နာကျင်ရမလဲနာကျင်ရမလဲအဲ့တော့သူတို့ဆွဆွတယ်ဗျာနေမယ်တွေရလဲလွဲတယ်အလောက်ကိုင်းတွေလွဲတယ်တော့တော်ရင်ဥတွေကျင်သုံးသွားတာပဲအဲ့တော့ကျွန်တော်တို့ကတချို့နေရာတွေမှာเนาะကျွန်တော်တို့ပြောချင်တာကတံမြန်အလောက်တွေကတော်တော်လေးကောင်းတယ်တော်တော်လေးထိရောက်တယ် လုတ်ခေါင်းမထောင်နိုင်အောင်လုတ်လုတ်မရမှာမိုက်ရိုင်းလုံးအားကြီးတယ်ဗျတလောက်ဗျဗုဒ္ဓဘာသာဝင်တွေအထွတ်မြတ်ထားတဲ့ရှင်ပြူပွဲမတိုင်မီလာတတ်သွားတာဘာမှလည်းအချက်လက်လက်ခိုင်ခိုင်မာလည်းမရှိဘူးတော်ရဲဥပဒေဗျခင်ဗျတော်ရဲဥပဒေလည်းလုတ်တာဒါတွေကခင်ဗျတနစ်တောင်းဝခံအမှာနော် NLD ပါတီတောင်းဝခံအမှာ NLD ပါတီကလူတွေဒီစကားဒီလိုလုတ်တွေကမတရားပါဘူးလို့ NLD ပါတီဝင်တွေတယောက်မှမပြောဘူးလက်ရှိဒေါက်တာမျိုးညွန့်တို့မသိသေးဘူး NLD ပါတီစီးစီးဖို့ဝင်တွေမသိသေးဘူး ြည်တွင်းမှာလည်းရှိတယ်ပြည်ပမှာလည်းရှိတယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ NLD ပါတီရဲ့စီးစုက NLD ပါတီရဲ့ခမရခေါင်းတွေကြီးတယောက်မှထွက်မပြောဘူးသူတို့ကိုယ်တိုင်ဒါကိုလက်ခံနေတာသူတို့ကိုယ်တိုင်လက်ခံနေတာဘာကြောင့်လဲဒီလောက်ကိုလို့တဲ့ NLD ပါတီဝင်တွေလုံနေတာအဲ့တော့ဒီလောက်တင်ပတ်သက်ပြီး NLD ပါတီလက်ရှိကျွန်တော်ဒေါက်တာမျိုးညွန့်တို့အပြည့်တွင်းမှာရှိလို့မသေးသေးဘူးအဒါတွေတော့မလောက်ကြပါနဲ့မလောက်တော့တလုံးမှမပြောဘူးတလုံးမှမပြောဘူးသူတို့ကိုယ်တိုင်လက်ခံနေတဲ့သဘောပဲ NLD ပါတီဆိုအဲ့ဒီလိုဇာ ျွန်တော်တို့ကဒီပါတီကိုကျွန်တော်ပုတ်ခိုက်ပြောနေမှာမဟုတ်ဘူးတကယ်ရက်တီချက်အမှန်နဲ့ဒီလူတွေဒီပုံစံတိုင်းရက်တီနေတာစွတ်စွတ်လူကတတ်လို့ရလားဒါဆိုရင်ကျွန်တော်တို့ကဒါဒီဒလန်ဆိုတဲ့စကားနဲ့အကာအကွယ်ရသွားပြီလားအကာအကွယ်ရသွားပြီလားအဒလန်မလို့တတ်တယ်ကွာဘာလဲဒလန်ဆိုတာဘာလဲဒလန်ဆိုတတ်လို့ရလားအဲ့တော့ NLD ပါတီကအဲ့ဒလန်ဆိုတဲ့အမည်နဲ့ကြိုက်တဲ့လူကိုတတ်ခွင့်ပေးထားတာလားအလရှိပြခင်ဗျာကြည့်လိုက်၄နှစ်ကာလထားပါဆို၄နှစ်ကာလရောက်သွားပြီအဲ့ဒီတဲမှာကျွန်တော်ဖုန်းတော့ကြီးတွေအပါတရာကျော်တတ်ခံတယ ေစုလိုမျိုးဆိုတာတတ်ခန့်ရတယ်ဒီပြီးတော့ကျွန်တော်စာသေးကျောင်းနဲ့မိုက်ခွက်ခန့်နဲ့ကလေးသူငယ်တွေခင်ဗျာကျောင်းမတက်အောင်လုပ်တယ်ကျောင်းမတက်ကျောင်းနေပြက်စီးတယ်ကျမရဲ့စနစ်တွေပြတ်သွားပြီးညာစနစ်တွေပြတ်သွားတယ်အဲ့တော့ဒီဟာတွေနဲ့ပတ်သက်ပြီး NLD ပါတီလက်ရှိခင်ဗျာစီးစီးခေါင်းဆောင်ပိုင်းနေရှိတယ်ဟာဒါတွေတော့မလုပ်ပါနဲ့ဒါကတော်လိုင်းရင်းနဲ့မဆိုင်ပါဘူးတရားမှထောက်မပြောဘူးတရားမှထောက်မပြောဘူးအဲ့တော့ NLD ပါတီဖြစ်လာတာကတိုင်းပြည်ဖြတ်စည်းဖို့ဖြစ်လာတာလားကျွန်တော်မေးရပါလက်ရှိ NLD ပါတီခေါင်းဆောင်တွေမသေးသေးဘူးနော်ဒေါက်တာမျိုးညွန့်လို့ရှိတယ်ဒေါက်တာမျိုးညွန့်ကရခိုင် NLD ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ေါက်တာမျိုးညွန့်မသေးသေးဘူးမသေးသေးဘူးကျွန်တော်တို့ဒေါက်တာမျိုးညွန့်ကကျွန်တော်တို့ပုံကိုရရင်းနေပါတယ်ဒေါက်တာမျိုးညွန့်မသေးသေးဘူးပြောစမ်းပါခင်ဗျားတို့ကခင်ဗျားတို့နောက်ခင်ဗျားတို့တမိုင်းကြောင်းလောက်ခင်ဗျားတို့ထွက်ပြောလို့လိုတယ်ထွက်ပြောလေခင်ဗျားတို့ပါတီဝင်တွေဒူတွေလိုက်တန်နေရဒီလိုမျိုးဒီလိုမျိုးကတော်တဲ့ဥပဒေမကျင့်သုံးပါနဲ့ဒါကတော်လိုင်းနဲ့မဆိုင်ပါဘူးပြီးရင်ကျွန်တော်တို့အစိုးရကအစိုးရလက်ရှိခင်ဗျာဒီဒီ NLD ပါတီကခင်ဗျာစစ်တပ်ကိုတိုက်နေအောင်မဟုတ်ဘူးနိုင်ငံတော်ကိုတိုက်နေတာနိုင်ငံတော်ကိုတိုက်နေတာခင်ဗျာကြည့်လိုက်တာဝန်တိုင်းနေဖြက်စည်းတယ် လမ်းသားတွေဖျက်ဆီးတယ်။စာသင်ကျောင်းတွေဖျက်ဆီးတယ်။ကျမ်းမာရေးနေရာတွေဖျက်ဆီးတယ်။ဒါကခင်ဗျအစိုးဒီဒီခင်ဗျစစ်တပ်ကိုတိုက်နေရလဲမဟုတ်အစိုးရကိုတိုက်နေရလဲမဟုတ်ဘူး။နိုင်ငံတော်ကိုတိုက်နေရနိုင်ငံတော်ကိုဖျက်ဆီးနေတာ။ဘလောက်ဆိုးတာလဲဗျာ။အဲ့တော့ခင်ဗျာခင်ဗျာတော်တော်ဆိုးတယ်။အဲ့မှာကျွန်တော်ပြမယ်။အလူဖိတ်စာလေးကိုကျွန်တော်ပြချင်တော့ကျွန်တော်ကာလာပရင့်ထုတ်ထားတယ်။ဒီမှာဒါအလူဖိတ်စာခုနကအသက်ခံလိုက်ရလေမြားနေရဖိတ်စာ။အဲ့မှာဖတ်ပြမယ်။ရှင်ပြူနာသား အလှူတော်မင်္ဂလာဖိတ်ကြားလာတဲ့အနာရောအနာရငါးပါးကိုဥဒိတ်ထားပဲနှစ်ပတ်မိပမြဖြစ်ကြတဲ့ပကုတိုင်းဒေသကြီးကျိုးပင်ကောင်မြို့နယ်အဲ့တော့ဥထုံဝေဒေါ်မြဆန်းတပတ်ကကြောင့်ဦးဆန်းလွင်ဒေါ်ခင်ဆိုင်ကြီးအဲ့မှာကျွန်တော်တို့အဲသူသူတို့နဲ့တကွဘာကြီးပါတို့ပဲဆိုင်သူမျိုးတွေကိုသူတို့ဟိုဖြစ်တယ်ပေါ့ဥဒိတ်ထားတယ်ပေါ့အလှူတကကိုလင်းပြီးကိုစောက်ကိုပင်းနဲ့ကိုလင်းလင်းထိုက်တပတ်မှာကျွန်တော်မတ်တီရီမခင်တီရီလွင်သူရဲ့သားမောင်ဟန်ဒူးစော်တပတ်ကနောင်ဦးရွှေဆိုင်တို့မှာအဲ့ကင်မင်းတို့ဖိတ်ကြားပါတယ်ပေါ့ကျွန်တော်ကျမတို့ဒီတန်တော်ကိုဆင်းရမကင်းလို့ရအမှန်မြန်နိုင်ပံကို ရည်သားသမှုအာယုံပြု၍ကိုလင်းမတ်တီတို့ဤဒါကျွန်တော်တို့သူ့ရဲ့သားဖြစ်တဲ့မောင်ဟန်ဒူးသောသူသားယန္တနာဖြစ်သောကိုကို၌မတ်သူစာမျိုးတို့ဤသားအဲ့တော့ဘသူဘူးဗျာသူအဲ့လာလေသူတို့လှူမဲ့နားသားမဲ့ပေါ့လှူမဲ့နားသားမဲ့ဒီမှာကျွန်တော်တို့ဒါအလှူဖိတ်စာလေးရဗျာတော်တော်လေးစိတ်မကောင်းစရာဖြစ်သွားတယ်ကျွန်တော်ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့တော့ဒါကျွန်တော်ယဉ်နေအောင်ခန်းစားရတယ်ဗျာယဉ်နေအောင်ခန်းစားရတယ် အဲ့တော့သူတို့ဆိုဆိုကြလဲခင်ဗျာတကူမှလည်းမမှန်ဘူးထားပါဆိုခင်ဗျာသူတို့ဆိုဆိုကြလဲမှန်သည်ပဲဖြစ်စေမှန်သည်ပဲဖြစ်လူတရားကိုအဲ့ဒီလိုတတ်လို့မရတာအဲ့ဒီလိုတတ်လို့ကိုမရဘူးအဲ့တော့ဒီလိုတတ်ဖြတ်မှုတွေကိုဘာကြောင့်ဒီ NLD ပါတီရဲ့ထိပ်ပိုင်းကောင်းဆောင်စီစီအဖွဲ့ဝင်တွေကဘာကြောင့်ထွက်မပြောတာလဲထွက်မပြောတာလဲဥမာကျွန်တော်တို့ဒီဘကိုတိုင်းဒေသကြီးမှာဆိုရင်လည်းပဲဘကိုတိုင်းဒေသ NLD ပါတီဥက္ကဋ္ဌတွေရှိတယ်အဲ့ဒီလူတွေရှိတယ် NLD ပါတီကမြေပေါ်ပဲရောက်ရောက်မြေအောက်ပဲရောက်အဲ့ဒီလူတွေမသေးသေးဘူးရှိသေးတယ် ဘကူတိုင်းဒေသကြီးအဲ့ဒီလူတွေကဘာကြောင့်ထွက်မပြောလဲသူတို့ကိုယ်တိုင်ထောက်ခံနေတာလားသူတို့ကိုယ်တိုင်ထောက်ခံနေတာလားအဲ့ဒီလိုလုံကြကြီးဆိုရင်ကျွန်တော်တို့ကဒါလုံပါလို့ပြောတာမဟုတ်ဘူးနော်အဲ့ဒီလိုလုံကြစေဆိုရင်ဒီအချိန်မှာနားတဲ့သူတွေကလည်းခင်ဗျာခင်ဗျာလူတွေဗျခင်ဗျာလူတွေလူတွေဗျခင်ဗျားတို့လက်ညှိုးကိုွေးတတ်တယ်လို့လူကျွန်တော်တို့နားတဲ့သူတွေမှာလည်းလက်ညှိုးကိုွေးတတ်တယ်ကိုွေးတတ်တယ်အဲ့တော့ကျွန်တော်တို့ကဒီသတင်းပြန်ချုပ်ချင်တာက တော်တော်ကျိုးပင်ကောင်းမြို့မှာတော့တော်တော်လေးရဲဆက်ဖြစ်သွားတယ်ဗောဗျာဈေးထဲမှာဝင်တက်သွားတာနံပါတ်1ချက်ကဈေးထဲမှာဝင်တက်သွားတာဒါကကျွန်တော်တရားဥပဒေစိုးမိုးရဲ့အခြေအနေနံပါတ်2ကတော့ကျွန်တော်တို့ဒါရှင်ပြုံးမဲ့အမျိုးသမီးသူ့ရဲ့သားကိုရှင်ပြုံးမဲ့အမျိုးသမီးတယောက်ရှင်မပြုံးခင်3ရက်လုံးမှာအသက်ခံလိုက်ရတယ်ကြံခဲ့တဲ့မိသားစုမိသားစုတွေရဲ့ခံစားမှုပြီးတော့ရင်ဒီဖိတ်စာကြီးက online ပုံမှာတင်ထားတယ်ဗျာဒီမိသားစုရဲ့ဖိတ်စာကြီးอ่ะအဲ့တော့ဒါကဒီမိသားစုရဲ့ဒီအလှူပွဲကြီးပါလားဆိုတာကိုဒီကောင်လေးဘာကြောင့်မသိရလဲ ဘလောက်မိုင်ရိုင်းလဲဆိုတာမိုင်ရိုင်းလဲဆိုတာဒီအရာတွေအားလုံး NLD ပါတီတောင်းခံမှာလက်ရှိခင်ဗျာဘကိုတိုင်းရဲ့ NLD ပါတီရဲ့ခင်ဗျာအဲ့မှာ EC ရေမသေးသေးဘူးတိုင်းကရတဲ့မသေးသေးဘူးခင်ဗျားတို့မှလည်းသားသမီးတွေရှိတယ်ခင်ဗျားတို့မှလည်းသားသမီးတွေရှိတယ်ခင်ဗျားတို့မှလည်းဆွေမျိုးတွေရှိတယ်တော့ကျွန်တော်တို့ကဒီလိုစကားပြောတဲ့အမုန်းခံပြီးပြောတယ်ဆိုတာတိုင်းပြည်ချစ်လို့ပြောတာဗျာကျွန်တော်တို့ကကျွန်တော်တို့လည်းခင်ဗျာလူတွေကလူမွေးလာတာမွေးလာတာကျွန်တော်တို့တတ်သိရှိတယ် ဘလောက်မှရနေဒါက NLD ပါတီတာဝန်ခံမှာလက်ရှိ NLD ပါတီရဲ့စီးစီးခေါင်းဆောင်တွေမသေးသေးဘူးဒေါက်တာမျိုးညွန့်တို့မသေးသေးဘူးသူ့တို့အပိုင်းဝိုင်းတွေမြန်မာနိုင်ငံထဲမှာရှိတယ်မသေးကြသေးဘူးခင်ဗျားတို့စီးစီးအဖွဲ့ဝင်တွေထွက်ပြောပါထွက်ပြောပါအားလုံးကခင်ဗျားတူတော့အချိုးကိုပေးတယ်နော်ခင်ဗျားတို့တူတော့အချိုးကိုပေးတယ်ပေးတယ်ခင်ဗျားတို့ကခင်ဗျားတို့အတိုင်းပြည်တည်ဆောက်ဖို့ခင်ဗျားတို့ပါတီထောင်တာမဟုတ်ဘူးခင်ဗျားတို့ကအတိုင်းပြည်ဖျက်ဖို့တော့လောက်လာတာခင်ဗျားတို့အစိုးရကိုမကျင်းနိုင်ရင်အစိုးရကိုတိုက်တက်မလို့တိုက် အခုကခမားကနိုင်ငံတော်ကိုတိုက်နေတာခမားတို့လုံနေတာခမားတို့လုံနေတာခမားတို့တမိုင်းမကောင်းဘူးတော့ခမားတို့ပြန်ပေးဆက်ရလိမ့်မယ်